သိန်း9500နဲ့ကျွန်တော်တို့ interior ကိုအခုကျွန်တော် exterior ကို share ဖြစ်တဲ့အိမ်တလုံးဒီ house တို့လို့ပြီးမှာဖြစ်ပါတယ် ော့ကျွန်တော်ရောင်းမှာမဟုတ်ဘူးเนาะဒါပေမဲ့အိမ်ဆောက်ခြင်းတဲ့လူတွေအတွက်မဖြစ်မနေချစ်တဲ့ဗီဒီယိုတပုတ်လို့လည်းထင်တယ်အိမ်ကတော်လေးလာရယ်နံပါတ်7ကျွန်တော်တို့ပထမဆုံးကျွန်တော်ဒီခြံဝင်းကိုဖွင့်ထားတာပဲကြည်လိုက် ဘာလို့လဲဆိုတော့ကပကင်ဒီဇီနှစ်ဇီကျွန်တော်ကပကင်သုံးဇီတွေကျွန်တော်ရရတဲ့အပြင်ဒီဒီဇိုင်းပေါ့နော်အဒီဇိုင်းကလည်းဒါ simple ဖြစ်ဖြစ်နဲ့ကျွန်တော်တို့အာ modern design ဖြစ်တယ်ဒီ channel ကတော့ကျွန်တော်တို့ဒါ35ဘေးအနောက်ကိုကျွန်တော်တို့အာ90ကျော်ရှိရပေါ့နော်ဒီထဲမှာမှကျွန်တော်အိမ်ကို29ဘေး45ဘေးသုံးထပ်ဆောက်ထားရပေါ့နော်ဒီအိမ်ကိုဆောက်ပေးတာကတော့ ADH construction နဲ့ဆောက်ပေးတာဖြစ်ပါတယ်နံပါတ်1ကကျွန်တော်တို့ဘာလို့လဲဆိုတော့ကားကိုကျွန်တော်ဘယ်ညာအဲ့လိုမရွှေ့ရှင်ဘူးဆိုရင်တကားပေါ့နော်တကားကိုကျွန်တော်ဒီ fold slide folding slide တို့တခုရွေးတုံးလို့ရတယ်။အဲဆိုကျွန်တော်ဒီလိုမျိုးအာလောက်ထားခြင်းအပြင်ဒါမော်တာတက်မှာပေါ့နော်။မော်တာတက်မယ်လို့ပြောရပါတယ်။ဆိုတော့မော်တာတက်လိုက်ပြီဆိုရင်တကားကိုအပြည့်ဖွင့်လိုက်တော့ကျွန်တော်ဘာပဲလုပ်လို့ကျွန်တော်အိမ်အခြေအဖွင့်လိုက်ဒီလိုဖြစ်သွားတယ်။ဒီမှာတော့ကျွန်တော် ground တက် ground တက်မှာမှကျွန်တော်ဒီအရှိခင်းသားတွေဟာကိုလည်းဒါ concrete နဲ့ အာအုပ်ပုံစံတေချာလေးကိုဆေးထားပါဘောနော်ဒီဒီဇိုင်းကတော့ကျွန်တော်တို့ဒါ modern design ပဲတော်တော်လေးတက်ရက်ပြီးတော့အပေါ်မှာကျွန်တော်တို့ spacing use လုပ်ထားတယ်တော်တော်လေးကိုပညာရဖို့ပညာယူလို့ရမယ်အိမ်ပေါ့နော်နောက်တစ်ခုကလာတာဒီမှာပေါ့နော်ဒါကတော့ကျွန်တော်ရန်ကုန်မန္တလေးတို့ဒီလိုပူတဲ့နေရာတွေမှာတော့ချန်ရင်အကောင်ပလောင်ပေါ်တာဖြစ်တဲ့ကြောင့်မလို့ဒါကတော့မဖြစ်မနေတက်တက်နဲ့အဲဒီမှာပါတယ်ဒီတကားကတော့အိုးလာလာဒါကိုကျွန်းတကားကိုမှ ီလိုမျိုးပြန်ဆင့်ထားတာပေါ့နော်။ तू က modern ဖြစ်တယ်။တကယ် traditional ဒီ material မှာ modern ဆန်းဆန်းကိုကျွန်တော်ပြန် twin ထားတော့မြင်ရမှာဖြစ်ပါတယ်။ဒါကတော့ဒါ smart lock thing ဒါ fingerprint ပါတယ် face id ပါပြီးသားပေါ့နော်။ဒီမှာတော့ကျွန်တော်ဧကန်ပါနော်။ဧကန်ဖြစ်ပါတယ်။ app ကိုမှကျွန်တော်ဒီ ego book ကိုတုံးထားတာကိုတော်တော်လေးကို premium ဖြစ်တယ်ဒီ feeling ကိုရရမှာနော်ဒီတအိမ်လုံးမှာတော့ကျွန်တော်တို့ဒီ aircon ဝေးပဲ9လုံးလောက်နိုင်တဲ့ဆိုလာလဲပါပြီးသားပေါ့နော်အဲဒီမှာဆိုရင်ကျွန်တော်တို့ပတင်းပေါက်တိုင်းမှာတန်ပန်းပါပြီးသားကျွန်တော်အလူမီနီယံအကောင်းစားအောင်မှဒါကျွန်တော်ချင်းလုံးစကားတွေရတော့ပတင်းပေါက်တိုင်းမှာပါတယ်ဒီ design တွေကလည်းဒါ modern ကိုမှ simple တော့မှဆိုရင်လုံးဝအဲ့လို minimalist ပေါ့နော်ဒီအိမ်လုံးမှာကျွန်တော်အခုမြင်ရမှာ minimalist တွေပဲကျွန်တော်မြင်ရမှာဖြစ်ပါတယ်ပြီးတော့ရင်ဒီဒီအိမ်လုံးမှာ furniture building furniture အဆအဆုံး EDH construction နဲ့ပြောလုပ်ပြရပြရပါဒီမှာကတော့ကျွန်တော်တို့ဒီ full body မြင်ရတဲ့မှန်အောင်တုံးထားတာမြင်ရမှာပေါ့နော်အဲဆိုရင်ဒီကနေဝင်လိုက်တာနဲ့ကျွန်တော်တို့ဒီဖနက်စင်ဒီလို push step ဖြစ်တဲ့အဲ showcase ပေါ့နော်ဒါ showcase ဖြစ်တဲ့ပြီးတော့ရင်ဒီဘက်မှာ full body မြင်ရတဲ့မှန် ပြင်ထွက်ခါနေပါညာရှွိုင်းပြင်အောက်မှာတော့ဖက်နှက်လေးရှယ်ဒါလေးကျွန်တော်တို့ဒီ office တွေကိုဒီချာလေးကြည့်ပြီးတော့အပြင်သွားလို့ရမှာပေါ့နော်ဒီအိမ်ကစုစုပေါင်း6 bedroom ရှိရဲ့တခန်းချင်းစီကိုနည်းနည်းစမ်းစမ်းလေးကြည့်မိပေါ့နော်ဒီမှာဆိုရင်လည်းကျွန်တော်ဒီလိုမျိုး white ထားတာလေးတွေကတော်တော်လေးကိုသဘောကျဖို့ကောင်းတယ်ပြီးမှဘာလို့ဆိုရင် down မချွန်တော့ဘောနော်ထိထိတာခိုက်တာလည်းမရှိတော့ဘူးပြီးတော့ spacing ကလည်းပို့ပြီးတော့ကျဲတယ်လို့ခံစားမယ်အပြင်အာ look မှာ design မှာတော်တော်လေးလာပါမယ် ဲအဲ့ဆိုရင်တော့ကျွန်တော်တို့ပထမဆုံးမြင်ကြီးထက်မှရှိရဲ့ main master bedroom ပေါ့နော်ဒီမှာကြည့်လိုက်ဘလောက်ကျယ်လဲဆိုတော့ဒီမှာကတော့ကျွန်တော်တို့ sofa လေးထားမယ်ဒါကျွန်တော်တို့ရဲ့ romantic ခုံဒီမှာအလုပ်စပွဲခုံပြီးတော့ဒီ best chance ဆိုရင်ဒါ bureau အတန်းလုံး bureau ဒါတွေကတော့ကျွန်တော်တို့ဒီ building တစ်ခါတည်းပါပြီးသားပေါ့နော်ဒီ best chance ကတော့ကဒိန်ပေါ့နော်ကဒိန်မှာလည်းကျွန်တော်ဒီအနောက်မှာအာပစ္စည်းတွေပဲထားလို့ရအောင်လေနေရာရှိတယ်ပြီးတော့ရင် ဒီဘေညာပေါ့နော်ဘေညာဟို socket ဒီ night lamp ဒီပေါ့နော် sleep lamp တွေခါးလိုက်ပါပြီးတာတဲ့ view တွေကြည့်လိုက်ကျဲပဲဟုတ်လားလာဘာလို့ဒီအိမ်လုံးမှာတော့၃ထပ်ရှိရဲ့၃ထပ်လုံးမှာဒီတန်ပန်းလေးတေချာလေးတက်ထားတာတွေ့ရမှာဖြစ်ပါတယ်ဆိုတော့သူ့ရဲ့ဂျူကန်အိမ်ဓာလေးပြပေးမယ်လာဒီအခန်းဆိုရင်တော်တော်လေးကျဲတဲ့အာ master bedroom ပေါ့နော်ဘာလို့ဆိုလူကြီးတွေဆိုလည်းအောက်မှာကြည်ကြည်ဝင်းနေလို့ရတယ်ဒါသူ့ရဲ့ဂျူကန်အိမ်ဓာကတော့ အကျူပြားတွေကတော့ဒါပူပြီး clear ဖြစ်အောင်တန့်တယ်ဆိုတော့ feeling ရအောင်ဖြူအောင်ရေးသွင်းထားတယ်။ဒီဒီဘက်ချမ်းပေါ့နော်အဆိုး6လေးကျွန်တော်သုံးထားတယ်လည်းပြမလား။ရေမှုချိုးမယ်ဒီဘက်ဒီဘက်ပုံမှာဆိုရင်ဒီကျွန်တော်တို့ခေါင်းလျှော်ရည်တို့ကျွန်တော်တို့ဒီ personal care ပစ္စည်းတွေကိုအများကြီးထားလို့ရအောင်လုပ်ထားပေးတယ်။ဒါကတော့ piano switch ပေါ့နော် piano switch လေးတေချာလေးကျွန်တော်ထည့်သွင်းထားတာညမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ကျွန်တော် ground floor မှာဒါကတော့အာပထမဆုံး ူကြီးတွေနေလို့ရတဲ့အခန်းတစ်ခန်းပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီဘက်မှာဆိုရင်အာ kitchen dining ရှိရယ် living room တစ်ခန်းရှိရယ်ဒီထဲမှာကျွန်တော်တို့ဒီ store တစ်ခန်းပေါ့နော်ဘာလို့ဆိုရင်ဒီမြင်ကြီးထက်ကတော့12ပေမြင့်နေဆီလင်ကဒုတိယထက်ဆိုရင်အာ17ပေ17ပေပေါ့နော်ဒီထဲမှာကြည့်လိုက်လိုက်ဒီမှာ space ကအကျယ်ကြီးရှိတယ်အင်းဒီဘက်မှာတော့ဒါအများသုံးဖို့ရေချိုးခန်းအင်တာအများသုံးဖို့ရေချိုးခန်းအင်တာတွေမှာတော်တော်လေးကို compact ဖြစ်တယ် နောက်ဆိုဘူတိုင်းဘေးစင်ရှာဝါဒီပူရီတွေပါပြီးသားပေါ့နော်ဒီတကားတွေဆိုရင်ကျွန်တော်ဒီ ready made အာကိုမကတ်စမိုက်လောက်ထားပါပေါ့နော်ဒီအထဲမှာဆိုရင် PVC ရေစုခံတဲ့ဟာတွေကိုနဲ့ဒီအပြင်ဘက်မှာတော့ကျွန်တော်ဒီလက်ဖုတ်ပေါ့နော်ဒါလေးနဲ့ကျွန်တော်တိချလေးရေရှိမှအသုံးခံအောင်အာပြင်ဆင်ထားရလို့တည်ရပါတယ်ဒီမှာတော့ကျွန်တော် stew ပြင်ဒါလည်းကျွန်တော် stew ခံမယ်မကြည့်ဆိုးလားကျွန်တော်တို့ဟိုပါပေါ့ အဲကောခုနှစ်လုံးမှာနည်းဆုံး9နာရီထိသုံးလို့ရတဲ့အာဒီဆိုလာတတ်ထားသေးရလို့သိရပါတယ်ဆိုတော့တော်လေးကြီးရပါနော်ဆိုတော့ဒါတော့ကျွန်တော်တို့ဒီ dining နဲ့ kitchen ဖြစ်ပါတယ်ဒီ kitchen ဆိုရင်သူကတော့ open kitchen လို့ပြောလို့ရတယ်တကယ်ယူရိုပ်ဆန်တဲ့ချစ်စရာလေးကောင်းတယ်ပေါ့နော်အဲ့လိုအဲ့လိုမြင်ပါတယ် ောက်ဆိုဒီအပေါ်မှာဆိုရင် daily use ဒီအပြစ်ဒီဘက်ချမ်းမှာလည်းအပြစ်ထားလို့ရတယ်။အောက်မှာလည်းအပြစ်ထားလို့ရတယ်။ပြီးရင်သူက gas stove ကိုဟောဒါ electric stove ပေါ့နော်။ပုံမှန်မီးလာတယ်မီးလောက်တဲ့ exhaust ဒီသုံးမယ်ဆိုရင်လည်းအဆင်ပြေတယ်။ဒါတော့ကျွန်တော်တို့ gas stove ပေါ့နော်။ဒီမှာကြည့်လိုက်။ lighting လည်းကောင်းတယ်။အနောက်ဘေးကလည်းဒီအဝတ်လမ်းမယ်တို့အဝတ်လျှော်ဆက်ထားတာတို့အားလုံးအကျယ်ကြီးပဲအဲ့ဒါကိုကျွန်တော်လိုက်ပြပြီးမယ်။ဒါဒီဘက်ချမ်းမှာဆိုရင်ဒါရေခဲတိတာပေါ့နော်။ ကိုလေ kitchen နဲ့ dining နဲ့အဲ့လို space ကိုနည်းနည်းပိုကြည်ကြဲဝင်းလိုချင်နေဆိုရင်ဒီလိုမျိုးထားလို့ရတယ်ဒါ idea ပေါ့နော်ဟို EDS construction ကိုလည်းဆက်သွက်ပြီးတော့အလုပ်လည်းအဲ့လိုရတယ်နော်ဆွေးနွေးလို့ရတယ်လာကျွန်တော်အနောက်လေးကိုပြပေးမယ်တွားတော့ဒီမှာကျွန်တော်တို့လုံခြုံရေးအတွက်တန်ပန်းတွေပါပြီးတာဒီနောက်မှာဆိုရင်ဒါကတော့ကျွန်တော်ခုခြံပေါ်မူတည်ပါနော်ကိုကခြံအခြေရှိတယ်အာဆိုရင်တော့ဒီလိုအဖေဦးနောက်ကိုထုတ်ပေါ့နော်ဒီမှာကြည့်လေကိုကလေဝင်လေထွက်ကောင်းအောင်ဒါမှ ပြီးလာရင်ဒီအကောင့်တွေအခွေးတွေပိုင်းမဝင်အောင်လဲအဲလုံချိုရဲ့အတွက်လဲကျွန်စကားနဲ့ပေါ့နော်မအလင်းဝင်လင်းထွက်လဲကောင်းဆိုတော့ဒါကတော့ကိုကကိုချံအနေဒါအခုလိုမျိုးပေါ့နော်ပြီး90လောက်ရှိရယ်ဆိုရင်ထုတ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီဘက်မှာတော့မိတ်ရုံးပေါ့နော်ဒီအင်ရှင်ကတော့သူသမင်းဆိုင်နဲ့တည်င်းချင်းကြည့်မယ်တီဗီချင်းကြည့်မယ်ပေါ့နော်အဲဒီလိုလုပ်ထားတာကျွန်မြင်ရပါတယ်ဒီတကားတွေကတော့ဒီမှာဆိုရင်ဒါကျွန်းတကားတွေဖြစ်သွားတယ် တော်လေးဟိုဟာ map ပေါ့နော်တော်လေးလှတယ်ဒီမှာဆိုရင်အဲ make room ဆိုရင်လည်းသူ့ဟာဒီတူရေချူကန်အိမ်ဒါတခန်းပါပြီလားရေချူကန်အိမ်ဒါသူ့ဟာနေတူဟာဒီ make room ကလည်းတွားပြီးတော့ရှုပ်လို့မရအောင်နော် master bedroom ဒီ make room အခန်းအပါစုစုပေါင်းကျွန်တော်တို့6ခန်းပါမှာပေါ့နော်ဒါမှအိမ်ခန်းအခြေတွေကတော့9ခန်းပါတယ်ဆိုတော့ကျွန်တော်တို့အခုက dining ကြည့်ပြီးတော့ပြီအာ kitchen ကြည့်ပြီးတော့ပြီပြီးတော့ဒီဘက်မှာအာ yoga inda ပါတဲ့အခန်းကြီးတစ်ခန်းပါနော်ဆိုတော့ကျွန်တော်ဒုတိယလောက်တက်ကြည့်မလားဒီမှာကျွန်တော်တို့ဒီ flooring ရဲ့ဒီ layer တွေကိုကျွန်တော်တွေ့ရမှာဒီ layer တွေဆိုရင်တကယ်တကျွန်းပေါ့နော်ကျွန်းပေါ်မှာအဲ့လိုတကယ် minimalist ဖြစ်တဲ့ဟို type ကိုကျွန်တော်တွားထားတယ်ရှင်းရှင်းလေးပဲကြားရတာလဲ solid ဖြစ်တဲ့ဒီ hand grip ပေါ့နော်အာတကယ်လို့ကိုကအဲ့လိုအရန်ခမ်းနားပါလေဆိုတော့အဲ feeling ကမှမဟုတ်ဘူးဆိုရင်တော့ ဒီအခြေအနေလေးတော်တော်လေးလာတယ်တော်တော်လေးလေးတက်ရတယ်ဒုတိယအလောမှာတော့အိတ်ခမ်းကတော့ကျွန်တော်တို့ဒီတုံငန်းပါတယ်ဗောနော်ဆိုတော့ပထမဆုံးကဒီအရှိဘက်ကျွန်တော်မျက်နှာစာပဲလဲတဲ့လုံးဝ main master bedroom ဗောနော်ဒီအခန်းလေးအောက်အခန်းလိုပဲတော်တော်လေးကိုအာကျဲတယ်လာကြပါဦးဒီခန်းဆိုရင်လုံးဝ sofa တွေပါပြင်ဆင်ထားပြီးသားဗောနော်ဒီမှာကြည့်လိုက်ဟူးဒီမှာမှာတော့မှန်တင်ခုံပါမယ်အာဒီမှာ sofa လေးနဲ့ထိုင်ပြီးတော့ AC ဒီအခန်းထဲမှာပဲချေးလို့ရတယ်ခန်းပြင်မှာလည်းချေးလို့ရတယ် ဒီဘက်ချမ်းဆိုရင်ဒါကျွန်တော်တို့ဝတ်ဒရုပ်ပေါ့နော်ဝတ်ဒရုပ်ဒီအကုန်ပါပြီးသားဒီဘက်ချမ်းကြည့်လိုက်အိမ်ရှင်ကိုယ်တိုင်ကလည်းတော်တော်စင်ခံတတ်တယ်အတုံးထားတာ interior မှာနေအများကြီးပေါ့နော်ဒီမှာကြည့်လို့ရတယ်ဒီဟာဆိုအရန်လာတယ်ကျွန်တော်တို့ဒီ texture ကိုအရန်ကြိုက်တယ်ဘာလို့ဆိုရင်ဒီမှာသူက wood texture ကိုမှဒီ bio wood ပဲဒါပေမဲ့သူတော်တော်လေး grand ဖြစ်တယ်အဲ့လို5 star hotel တွေမှာ3မြင်ဘူးတဲ့အဲ့လိုမျိုးဟိုဒီအရောင်နဲ့ architecture ပေါ့နော်တော်တော်လေးလာတယ်ဒီမှာတော့အာခေါင်းရင်းပေါ့နော်အဲ့ဒီနေ့အတိုင်းပဲဆိုတော့ तू ကတော့အပြင်ဘက်မှာတနေရာရှိတယ်ဘာလို့ဆို तू ကချိုးဖို့ပြီးတဲ့လောက်တာပေါ့နော်ပြင်ရင်ဒီအခန်းထဲမှာလည်း तू ကဒီမှာဒီလို full body မရတဲ့မှန်နေလဲချိန်ထားတယ်အခန်းလည်းပူကျဲလို့ခံစားရမယ်ပြင်အဲဒီ full body မှန်နေရတကယ်လို့အဲ့ဒီဘာလို့ဆိုကုအနေထားကိုခဏခဏပြန်ကြည့်လို့ရတယ်ပေါ့နော်ပြင်နေလားဝနေလားဆိုတာမျိုးတစ်ချက် ့ outfit တွေအချင်းကြီးကောင်းရလာပါတော့ဒီအပြင်မှာတော့ကျွန်တော်တို့ဒီတကယ်ချေးလို့ရမယ့် veranda ကုပိုင် veranda တစ်ခုပေါင်းမှာဖြစ်ပါတယ်ပြီးတော့ဒီအိမ်ယာကအိမ်ယာလူမျိုးဖြစ်နေရပါတော့အာကုပိုင်ဘန်းချန်လေးလေးပါတယ်နောက်တစ်ခုကဒီဒီဟာပေါ့နော်ဒီကျွန်တော်တို့ဘာခေါ်လဲဒီဟာကိုကျွန်တော်ထုတ်ထားပါတော့အာချင်းအပြင်တကယ်လို့ယာဒီဥတုကလည်းမိုးရွာတာတို့ဘာလို့ဆိုရင် မိုးဒီကိုတိုက်ရိုက်မပတ်ဘူးအဲ့ဒါလေးကလည်းဒီဇိုင်းအရာတော်လေးအတုံးဝင်လို့ခံစားရတယ်ဒီမှာအရေးတွေလည်းရရပါတော့ ကဲအစွန်တော့ကျွန်တော်တို့တခြားခံတကြည့်မလားတခြားခံတော့မကြည့်ခင်မှာသူ့ရေချူခန်းအင်တာလေးပြပြီနော်မာတော့သူ့ရေချူခန်းအင်တာဒီခန်းလေး main master bedroom ပေါ့နော်ဒီမှာဆိုသူ့ရေချူခန်းအင်တာမှာလဲအခန်းတိုင်းဒီပါဒီလိုမျိုး lighting ထည့်ထားပေးရပါတော့နော်ပြီးတော့ရင်ဒါတော့ဘူတိုင်းပြီးဒီမှာတော့အဆိုး6ဘာညာထည့်ထားပြီးဟောနောက်တစ်ခုကဒီအိမ်မှာကျွန်တော်အများအားဒီ house tour ပြပြ room tour လုပ်ရင် ီပတင်းပေါက်ပေါ့နော်မကြည့်ဘူးဂျေးပဲအဲအမ်ဘာညာရေမှုချိုးပြီးသွားရင်ပတင်းပေါက်လေးခဏဖွင့်ထားလိုက်ပြအနံ့ဇိုးလေးဘာညာလေးပုံပြင်ထွက်လို့ရတယ်တော်တော်လေး fine တယ်ဒါပေမဲ့တို့ကတော့ဒီဒီတံပန်းတွေလည်းတခြားလေးထည့်ထားတာဆိုတော့အလုံးချုံရဲ့အတွက်လည်းစိတ်ချရမှာเนาะဆိုတော့ကျွန်တော်တို့ဒီအခန်းရဲ့အလားတော့ဒီလောက်ပဲပေါ့เนาะဆိုတော့နောက်အခန်းရဲ့အလားတွေတွက်ချင်ပါ ဆိုဒီမှာတော့ common wc ရဒီ common wc ဆိုမဲ့တကယ်တော့ဒီဟာတော့လေဒီတလွာလုံးမှာအကုန်လုံးက master bedroom တွေပဲဒါပေမဲ့ဒီ common wc တခန်းထားထားပြီးရဒီ common wc မှာကျွန်တော်အရင်တဘောကြတဲ့ကြွေပြားခင်းထားတာတွေ့ရလိမ့်မယ်။တူကတော့နှစ်ပေတစ်ပေ site ကိုဒီလိုအရှိခင်းထားတော့ဒီလိုဝင်လိုက်တာနဲ့တော်လေးကိုကျဲတယ်ဆိုတဲ့ feeling ရတယ်။ပြီးရင် bathtub ကတော့အပြင်ထုတ်ထားတယ်။တကယ်လို့ bathtub ကြိုက်တဲ့လူကတော့အပြင်မှာထွက်သုံးလို့ရအောင်လုပ်ထားပေးတယ်။ဒီမှာတော့ကျွန်တော်တို့ဒီ အာဘေးစင်လေးနဲ့တသက်ရက်လေးပေါ့နော်။ဒီမှာဆိုတော်တော်လေးလာတယ်ကျွန်တော်အမြင်ထဲမှာဆိုရင်အာကဲဒါဆိုရင်တော့ကျွန်တော်ဒီခန်းရှိရဲ။ဟောဒီခန်းရဲ့အယောင်ကလည်းတကယ်ကိုအာတော်တော်လေးကိုနူးညံ့တဲ့အယောင်လေးဖြစ်တယ်။ဒီစိမ့်နူအောင်ပေါ့နော်။စိမ့်နူအောင်ဒီအကြီးဒီခါလေးပါပြီးတာအာကလကလေးပါပြီးတာတိန်9500ဆိုရတယ်ဒီကာလမှာအများကြီးပဲလေ။ဒါကျွန်တော်တုံးထက်အပြည့်ကိုမှ interior တခန်းမှာ down seat down seat အောင်ကျွန်တော်ပြင်ဆင်ထားတာမြင်ရမှာပါနော်။အဲ့တော့သူ့ရဲ့ choke and enter ဖြစ်ပါတယ်။ဒီမှာလည်း piano switch ဒီ EUGA တွေနဲ့အာသူကလည်းဒီအားလုံးကတော့ compact ဖြစ်တယ်။ဘာမှလူလီတင့်မရှိအောင်ဘာလို့လဲဆိုတော့သူကတမင်းနေရောက်ပါနော်။တယောက်တခံထားလို့ရအောင်။ကဲအဲ့ဆိုရင်ဒီဘက်မှာတော့နောက်ထပ်တခံဒါကလည်းကျွန်တော်တို့ဒီတော်တော်လေးကိုအာ colorful ဖြစ်တယ်။ lighting လည်း ventilation လည်းကောင်းတယ်။ အဲသူကဘယ်ပဒင်းပုံမဆိုကျွန်တော်ချင်းလူစကားပါပြီးတာတန်ပန်းပါပြီးတာပေါ့နော်ဒီလိုလေးလာအဲဆိုရင်ကျွန်တော်လီဒါနဲ့ဆိုဖာနေပေါ့နော်ဒီဘက်ချမ်းမှာဆိုရင်ဒါသူ့ရဲ့ဝေါ်ဒရော့ပ်ဒီပေါ့နော်ဝေါ်ဒရော့ပ်ဒီမှာတော့အကုန်လုံး lock ထားရပြီးတာဒီလိုလေးသဘောကျဘူးကော lock ထားထားခြင်းအပြင်ဒါပေမဲ့တော့တော့ထိန်းသိမ်းရခက်တာပေါ့နော်ဒါပေမဲ့ lock ထားထားခြင်းပြီးကိုဟို privacy လေးပူကောင်းတယ်ပေါ့နော်လုံချင်ကိုဒီမျိုးမပြချင်တဲ့အရာတွေဆိုတခြားလေးတင်ထားလို့ရတယ်နောက်တစ်ခုကဒီမှာကျွန်တော် full body မှန်ပေါ့နော် ်။ဒီအခန်းတိုင်းကိုဒီလူဖူဘော်ဒီချိလို့ရတယ်မှန်ထားထားပေးတာတကယ်သဘောကျဖို့ကောင်းတယ်။ Okay ။ဒါသူ့ရဲ့ဂျူနာအိမ်သားလဲ compact ဖြစ်တယ်။မကြည့်လိုက်ရဲ။ဒီကားတွေကတော့ပေါ့ပပနဲ့အာဒီဘက်အသေးပဲဆိုရင်ဒါ PVC သုံးထားတာဖြစ်တဲ့ကြောင့်ဒါပေမဲ့ဒီအပေါ်မှာ laminate ကတ်ထားတာပေါ့နော်။ laminate ကတ်ထားတာဖြစ်တဲ့ကြောင့် modern ဖြစ်တယ်။ဒီမှာဆိုရင် PC ရဲ့အများကြီးထားလို့ရတယ်။ဒါဆိုရင်ကျွန်တော်တို့ Yeah. ီဆိုတဲ့ခံတဲ့အဲကျွန်တော်တို့ဒီ cover ပေါ့နော်ဒီပုံမှာ EBG အညာ confine လေဒါတော့သူ့ရဲ့ YouTube အင်တာပေါ့နော်ပြန်လို့ switch နဲ့တော်လေးစိတ်ကူကောင်းတဲ့အိမ်တလုံးအာဒီအိမ်ကြီးကြည့်ပြီးသွားရပေါ့နော်ကျွန်တော်တို့ရဲ့အိမ်မက်တွေကိုအများကြီးပြန်ပြီးတော့ဟို motivate ပေးတယ်ဘူးပြအလုပ်စူးစမ်းခြင်းစိတ်ပေါက်တယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်တို့ဒီမိငီထက်မှာ ကြည့်ပြီးတော့ရင်ဒါ second floor ကြည့်ပြီးတော့ရင်ကျွန်တော် third floor မှာတက်လွားရှိသည်အဲ့ third floor အခန်းလည်းလုံးဝဖះเจ้าဆောင်အကြီးပါမယ်ပြီးတော့ရင်အခန်းကလည်းအခန်းခြေတခန်းပါသည်ဆိုတော့ဒီမှာဒီမီးဆိုင်ကလည်းအရင် minimalist ဖြစ်တယ်အရင် futuristic ဖြစ်တဲ့ feel ရပါတော့တော်လေးမှန်စလေးတွေရင်းနေတဲ့ဒီလေးပုံးမှာဝေးနေတဲ့ design ပေါ့တော်လေးဒီလျှံတွေအစအရင် simple flying ဖြစ်တယ်အရင် yoo ရှင်တယ် ပြင်သူကတော့ကျွန်တော်တို့ဒီဝရန်ဒါပေါ့နော်ဝရန်ဒါကိုကျွန်တော်အရှိတ်ထုတ်မလားအနောက်ဘက်ထုတ်မလားဆွေးနွေးနေချိန်မှာ privacy ဘူကောင်းအနောက်ဘက်ထုတ်ထားတယ်ဆိုတော့ကျွန်တော်တို့ဒီအခန်းလေးမကြည့်ခင်မှာဒီအပြင်လေးပြပေးပြီဒါဆိုရင်ကျွန်တော်တို့ဒီဘက်မှာ chill လုပ်လို့ရတယ်ဒါပေမဲ့နေတော့နည်းနည်းပူတာပေါ့နော်ဒါပေမဲ့နေအီးတော့ရင် easy ဒီမှာဆိုရင်လည်းကျွန်တော်တို့ဒါ outdoor garden area လုပ်ဖို့စီစဉ်ပြီးတာအပေါ်မှာတော့ကျွန်တော်အားလုံး solar အပြစ်ကတ်ထားပြီးတာဒီကြောင်းလေးလေကားနဲ့တက်ပြီးတော့ဒါဆက်လက်တစ်ခုပေါ့နော်ဆိုတော့အခုကတော့ကျွန်တော်တို့ဒါ အနောက်ဘက်ဆက်လက်ပေါ့နော်ဆိုတော့အနောက်ဘက်ဆက်လက်ဖွင့်ခြင်းအပြင်ဘာဖြစ်လဲဆိုတော့ privacy ဖြစ်တယ်ကိုယ့်အကူမိသားစုနဲ့အေးစစ်ချေလို့ရတယ်ဘာလို့ဆိုအရှိဘက်ဆက်လက်ကြတော့လမ်းဘက်မျက်နှာမူထားတော့လူတိုင်းတွေ့တဲ့အချိန်မှာကျတော့မတက်ဖြုတ်ဘူးပေါ့နော်ဒါဆိုရင်ဒီဘက်မှာကတော့ဟိုဒါကျွန်တော်တို့ဂျင်းတို့ဘာလို့ထားလို့ရရပေါ့နော်ကဲအဲ့ဆိုရင်ဒါဖျားချောင်းဆောင်ဖြစ်ပါတယ်ပြားချောင်းဆောင်ကလည်းတက်ပေလုံးဝရှင်းပြီးတော့ဟိုအဲ့လို client ဖြစ်တယ်ပေါ့နော်တော်တော်လေးတက်ပေတယ် အဲအဲ့လိုကြီးကြီးခမ်းလမ်းနေဆိုတော့မြို့တက်အဲ့လိုတက်ပေတယ်ဗောနော်အဲတက်တက်ရရလေးနဲ့ရှင်းရှင်းလေးပြီးရင်ဒီမှာကြည့်လိုက်ဘယ်အလွာရောက်ရောက်တန်ပန်းတိချထည့်ထားပြီးတယ်ဒီကနေလဲဒီစီပဲဘုရားတောက်တော်ရေလေးတာတို့ဘုရားပန်းလေးတာတို့ခုနကကျွန်တော်ပြောတဲ့ form ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ဒီလိုရှေ့ထုတ်လိုက်ခြင်းအဖြစ်ဒီ veranda ပုံမှန်ဆိုကျွန်တော် veranda အတိဖြစ်သွားမယ်အဲ့ဒီချင်းကျရင်မူးရွာတာတို့နေပူတာတို့ဆိုရင်ဓာတ်ရိုက်ခန်းစားမယ် ဒီလိုမျိုး form ကိုကျွန်တော်တို့အပြင် frame တစ်ခုထုတ်လိုက်ခြင်းအပြင်ကျွန်တော်အခုဆိုရင်နေပူတာဒါမှမိုးရွာတာဆိုရင်ဒီဒီ veranda ကိုဘာမှ effect မဖြစ်ဘူးပေါ့နော်ဆိုတော့ဒီ veranda ကလည်းညစ်ပတ်တာလည်းအဲ့လိုမများတော့ဘူးဒီ veranda မှာလည်းအဲအပြည့်ဝတုံးလို့ရပေါ့ AC ချလို့ရတယ်ကဲအဲ့ဆိုတော့ကျွန်တော်တို့နောက်ဆုံးအခန်းအခန်းကြည့်ပါမယ်နော်အော်ဒီခန်းမှာတော့ပစ္စည်းထည့်ဖို့ကြံနေရပါတော့နော်ဒီခန်းကကျွန်တော်တို့ဒီရေချွတ်အင်တာတွဲရပဲအဲကွန်ပါပြီးက နံပါတ်လေးပါပြီးတာနောက်တွေ့ရဂျူဟန်အင်တာလေးနောက်ဆုံးအနေနဲ့တစ်ချက်ကြည့်ကြည့်အောင်အာ compact ဖြစ်တဲ့တရရလေးပဲမဆိုရင်ပတင်းပေါက်လည်းအကျေပဲဆိုတော့ဒီအင်ကတော့တော်တော်လေးတရက်ပြီးတော့တော်တော်လေးလာတဲ့အင်လုံးပဲဖြစ်ပါတယ်ဆိုတော့ဒီအင်ကိုတော့ ETH construction နဲ့နေပြီးတော့စောက်ပေးတာဖြစ်ပါတယ်ဒါလို့ဒီပုံစံဘာမှမဟုတ်ဒီဆောက်ချင်တဲ့ဆွေးနွေးချင်တဲ့ဆိုရင်အာ ETH construction ရဲ့ page ကိုလည်းကျွန်တော်အပေါ်မှာ mention လုပ်ထားမှာဖြစ်ပါတယ် ားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ